မက်ဆီနယ်အိုစီရိုနယ်ရိုနဲ့ပါပြိုင်ဘက်တွေဖြစ်ရင်ဆိုင်ရုံးမဲ့ရမဲပရိသတ်များအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Facebook News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်လမိုင်းရမဲဆွဲ16နှစ်သားလူငယ်လေးကတော့အသက်အရွယ်နဲ့မလိုက်အောင်ခြေဆောင်ကနေပြသခဲ့ပြီးသူဟာတဟုန်လို့ဆိုသူတို့တိုးတက်တောက်ပနေခဲ့တော့မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်လမိုင်းရမဲလူကစားမတယောက်ပိုင်ဆိုင်ဝင်ရထားခဲ့တဲ့ဘာစရာတင်းတွက်ကတော့တကယ်ကိုဖျားပေးတဲ့လက်ဆောင်တစ်ခုပိုင်ဆိုင်ထားခဲ့ကြတာဖြစ်ပြီးဘာစရာသူတို့စိုက်ပျိုးတဲ့အသီးပွင့်သူတို့ကိုယ်တိုင်ပြန်လည်အသုံးချခွင့်ရရှိနေခဲ့ကြတာပါ ။ရမယာမယာဘာစရာအသင်းရဲ့ဂေမီတွက်ဖြစ်လို့ဇာမောင်ဇာဘီရဲ့စင်နေပေးမှုနဲ့အတူရမယာဘာစရာအသင်းကြီးစီရောက်လာခဲ့တာပါ။ဘာစရာအသင်းနဲ့ပထမဆုံးလာလီကာမပီးချန်ပီယံဆုရရှိခဲ့တဲ့ကရမယာမယာအခုလိုအသင်းထွက်အားထားတဲ့ဇာမောင်မဟုတ်သေးပေမဲ့သူကဘာစရာအသင်းရဲ့အနာဂတ်မှာအားထားမဲ့လူငယ်ကစားမတယောက်ဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါရယ်။အခုတော့ဘာစရာအသင်းနဲ့အတူလာလီကာချန်ပီယံဆုကိုဒုတိယအကြိမ်ဖြစ်ရယူခဲ့တဲ့အချိန်မှာဘာစရာအသင်းထွက်ရမယာမဲကအဓိကကစားမတယောက်ဖြစ်ခဲ့ပြီးတော့ခြေစွမ်းကောင်းနေပြတာကတွင်ကိုရောဂိုးပန်ဒီမှုတွေပါပြုလုပ်နိုင်ခဲ့တော့မြေတွေထားရတာဖြစ်ပါတယ် ပြီးကြရာတကလမင်းရမဲဟာဘာစရာသေးတဲ့လူလာလီကာမဘေးချန်ပီယံဖလားပါဝင်စုကလား၃လုံးထိစုကူထားခဲ့သူဖြစ်ပြီးတော့အကောင်းဆုံးစားမဖြစ်လဲတတ်မှတ်ခြင်းခံခဲ့ရပါတယ်။လက်ရှိဘောလုံးကပိုင်တန်ကြီးအမြင့်ဆုံးစားမကလည်း၁၈နှစ်သာရှိသေးတဲ့လမင်းရမဲဆိုအားလုံးလည်းတည်ထားခဲ့ပြီးဖြစ်မှာပါ။ဘောလုံးသူတွေဒီဖွဲ့ CIS ရဲ့အဆိုအရလက်ရှိဘောလုံးကပိုင်တန်ကြီးအမြင့်ဆုံးစားမဖြစ်ပြီးတော့လမင်းရမဲရဲ့ transfer value ကယူရို၄၂တန်းထိရှိထားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့ရာသီမှာဘာစရာသေးတဲ့သူပြည်တွင်းစုကလား၃ခုလုံးကိုစုကူခဲ့ပြီးတဲ့နောက်လမင်းရမဲတန်ဖို့ကပုံမြင်မှားလာခဲ့ပြီးတော့နောက်၂၅အထွတ် လန်ဒီယောဆူစီယမှာရေပန်းစားသုံးစားမဖြစ်တဲ့ရက်တည်နေကြတာပါ၅၅နှစ်ရွယ်မှာစီနီယာပွဲဦးထွက်ခဲ့တဲ့စပိန်သားလေးဟာနိုင်ငံသင်းမော်ကလပ်သင်းမှာပါစံချိန်သစ်တွေများစွာရေးထိုးထားပြီးခဲ့ပြီလေဖြစ်ပါတယ်အဲလိုမှတ်တမ်းကောင်းတွေစွမ်းဆောင်ကောင်းတွေကိုပိုင်ဆိုင်ထားခဲ့တဲ့လမင်းရမိတ်ဟာပြီးခဲ့ညကစားခဲ့တဲ့ပြင်သစ်သင်းနဲ့ Nation League Semi-final ပွဲစဉ်မှာလည်းစပိန်သင်းနဲ့တူခြေစွမ်းပြပြီးတော့ကစားသွားခဲ့ပါတယ်စပိန်သင်းတို့ကသွင်းကို၂ဂိုးပါသွင်းခဲ့ပြီးတော့သူက MVP Dambili နဲ့ Champions League ဘောလုံးပွဲမှာခြေစွမ်းပြဂိုးတွေသွင်းခဲ့တဲ့ Duriel လို့ကစားမားတွေပါဝင်တဲ့ပြင်သစ်သင်းကိုအကောင်းဆုံး ကြော်ဖြတ်ပြခဲ့ပြီးတော့၅ဂိုး၄ဂိုးဆွဲရလာတဲ့သူ Nation League Finance စီကိုပို့ဆောင်ပေးသွားခဲ့တာဖြစ်ပါတယ်။စပိန်သင်းမှာပင်သစ်သင်းမှာပဲကစားနေခဲ့ကြတဲ့ကစားမတွေဟာလက်ရှိဥရောပရဲ့အကောင်းဆုံးကစားမတွေအများစုပါဝင်နေခဲ့တာဖြစ်ပြီးတော့အဲ့လိုအကောင်းဆုံးကစားမတွေများစွာတဲ့ကမှလည်းမရမဲလို့18နှစ်သားလေးကပွဲစဉ်အကောင်းဆုံးကစားမစုကိုရယူသွားနိုင်ခဲ့တာပါ။အဲဒီလိုစပိန်သင်းတဲ့သူခြေဆောင်ကနေပြသပြီးတော့တွင်းကို၂ဂိုးကိုလည်းရယူခဲ့တယ်လို့ပွဲစဉ်အကောင်းဆုံးကစားမစုကရယူခဲ့တဲ့လက်မရမဲဟာ လာမယ့်9ရက်နေ့မှာတော့ဂုံကြီးရော်နယ်တို့ရဲ့ပေါ်တူဂီသင်းနဲ့ Nation League ဖလား Final ပွဲကိုကစားသွားတော့မှာဖြစ်ပြီးတော့ Mbappe, Olis, Dembele တို့ကစားမားတွေကိုကြော်ဖြတ်ထားခဲ့တဲ့ရမဲအနေနဲ့ဂုံကြီးရော်နယ်တို့ကြော်ဖြတ်ပြနိုင်မလားဆိုတာလည်းစောင့်ကြည့်သွားတော့မှာဖြစ်ပါတယ်။ပြီးခဲ့ညကစားပုံက Spain အသင်းရဲ့ကစားပုံကအသင်းလိုက်ကစားပုံကောင်းမွန်အောင်မြင်တွေ့ထားရပါတယ်။ပေါ်တူဂီသင်းနဲ့လက်ရှိခြေသွမ်းတိုင်းသာဆွေးနွေး Spain အသင်းကိုရှင်းနိုင်မို့တိတ်ပြီးတော့လွယ်ကူမှာမဟုတ်ဘူးလို့ဆိုရမှာဖြစ်ပြီးလမယ့်ရမဲတယောက်သူ့ဖိုးရွယ်လောက်ရှိတဲ့ဂုံကြီးရော်နယ်တို့ရဲ့ပေါ်တူဂီကိုကြော်ဖြတ်ပြနိုင်မလားဆိုတာစောင့်ကြည့်သွားတော့မှာပါ။လမယ့်ရမဲကအင်တာကွန်တီနန်တယ်ဖလားဘောလူပွဲမှာလည်းအာဂျီနာနဲ့ရင်ဆိုင်သွားအောင်မှာဖြစ်တဲ့အတွက် သူလေးစားအကြတဲ့ဂေါကြီးမန်စီနယ်လည်းပြိုင်ဘက်တွေပြင်ရင်ဆိုင်စားသွားအောင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျာ။နောက်ဗီဒီယိုဒီမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီးကျူးကြဖို့လည်းဖိတ်ခေါ်ပါစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာ။စုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။